အောင်မလေးမသေးကောင်းမပြောက်ကောင်းကိုကိုတို့ရဲ့မြင့်ကောင်မှမှတ်မိသေးရဲ့လားရှင့်မှတ်မိတာပေါ့ကွာမြင်ရကိုချစ်ရတဲ့တူးသေးသောသူလေးကိုကွာယေးသူ့ယောက်ျားပဲလူထင်နေတယ်ငါကြတော့ဖုတ်လေတဲ့ငပိရှိတယ်လို့တော့အောင်မရလားမသိဘူးရွာထဲလျှောက်လေတာပဲကောင်းတယ်ကွာညာရစာတွတ်ပြီးလာပြီဟေးတပည့်ကျော်ဘိုက်ကလေးလဲပါတယ်နော်ဒီနေ့ဖူတော့ ကိုမင်းတင်အတွက်အဆဆအရာရာအမတ်တရရှိတဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့ပြီဗျ။ဟိုလွန်ခဲ့တဲ့လေးနှစ်ကဒီနေ့မှပဲသူ့ရဲ့လက်ထပ်ပွဲပြက်ခဲ့ရတယ်လေ။ယခုဒီနေ့မှတော့သူ့ရဲ့အသက်ကိုပင်အသေးခံပြီးတော့သူ့ရဲ့ကြီးမားလာတဲ့ရန်သူကိုကလစားချီလိုက်ခြင်းနေ့ပဲဖြစ်တော်တယ်။ဒုက္ခမှလည်းသူ့အတွက်ပူဆွေးဝမ်းနေပြီးတော့ကျောက်ကမ်းမထိုင်မှ သူကြကြံခဲ့တဲ့လက်စွပ်ဘူးလေးကိုကောက်ယူပြီးကျောက်တို့၃ယောက်မှခြေကွဲစွာဖြင့်ပြန်လာခဲ့ကြတော့တယ်။ဒီခီးက ကျုပ်ရဲ့ဘဝတသက်တာမှာအမတ်ရပွဲရာခီးပဲ ဖြစ်နေတော့မှာဗျဒါပေမဲ့ကြည်နူးပျော်ရွှင်ပွဲတော့မဟုတ်ဘူးပေါ့ဗျာတို့တို့မှာခီးဆက်လာရင်လည်းရေစေးအလွန်တန်လာတဲ့လူသားစားချောင်းကိုရောက်တဲ့အခါမှာတော့ချောင်းပေါ်မှာကန့်လန့်ဖြတ်ချတာတဲ့တစ်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရသဖြင့်ဖြတ်ကူးလာခဲ့ကြတယ်ဗျဒီတစ်ပင်ကြီးကမင်းနဲ့တန်ငယ်လဲရတာလား မဟုတ်ဘူးဆရာတို့ရကျုပ်တို့လဲရတာမဟုတ်ဘူးဗျအဲ့ဒီလုံနေပဲကျုပ်တို့မှာချောင်းရဲ့တပတ်ခန်းကိုဖျက်ကူးလာခဲ့တော့တယ်ချောင်းတပတ်ခန်းကိုရောက်တဲ့အခါမှာတော့တပင်ကြီးရဲ့အဖေကိုသိလိုက်ရတော့တယ်ဗျဒီအဖေကတော့တပင်အောင်မှာထိုင်နေတဲ့ကိုကျော်မင်းပဲဖြစ်တော့တယ်ဟာကျော်မင်းမင်းမသေးသေးဘူးဟုတ်လားဟုတ်တယ်လေဥတုပိယကျုပ်ကရေကူးချင်ပြီးရန်ဗျဘယ်သေးလို့ဖြစ်မလဲဒါဆိုရင်ဒီတပင်ကိုမင်းခုတ်ထားတာပေါ့ ဟုတ်တယ်ဗျာခမားတို့ပြန်လာရင်လွယ်လွယ်ကူကူဖျက်လို့ရအောင်လေအဲ့ဒီလိုနဲ့ပဲကျုပ်တို့၃ယောက်အပါအဝင်ကိုကျော်မင်းမှအပြန်လန်းခီးတွင်ပါလာခဲ့တော့တယ်ကိုကျော်မင်းဟာကိုမင်းတင်မှာပါလာသည့်အတွက်အချင်းတွေကိုရိတ်စားမိရန်တူပါတယ်ဗျာလမ်းတစ်လျှောက်လုံးဘာမှမေးမြန်းခြင်းမပြုဘဲနဲ့ငိန်သက်စွာနဲ့ပဲပြန်လာခဲ့ကြတယ်အဲဒီစခန်းမှာထွက်ပြီးတော့ကျုပ်တို့မှာဥထော်လိုင်းရဲ့ရွာတော့ဝင်ပြီးတော့ သူမိမအားနှုတ်ဆက်ရင်းနဲ့အကျိုးအကြောင်းပြောပြရလေတော့လေမလွဲသားရေးပြောရတော့လေခိုးစကားမှာကျုပ်ဘဝတည်းမပြောကျင်ဆုံးသောစကားဖြစ်လေတော့လေဦးထွန်းလန်ဆုံးသွားရှာပြီဗျာဦးထွန်းလန်ရဲ့ဘဝဟာမုတ်ဆိုးဖြစ်မှာအနားယူပြီးတော့ငြိမ်အေးနေသောဘဝဖြစ်တယ်ဗျကျုပ်ကြောင့်ပဲဗျာရေပြင်မှာဂဲကြသလိုဂဲရက်ထားပြီးမှနောက်ဆုံးအသက် ဆုံးရှုံးသွားရတာဗျပြင်မှာဖြစ်ရလေဦးထွန်းလန်ရဲ့သူမကြခဏပြောသလိုပဲမုတ်ဆိုးလိုပဲတည်ရင်နဲ့တဲ့ သူဆန္ဒလေးပြည့်သွားတာပဲရှင်။ဦးထွားလန်ကန်တော့တူမီတနက်လေးကိုသူ့မိမထံပြန်ပေးတဲ့အခါမှာတော့မျက်ရည်စများဖြင့်တနက်ကိုတည်ယူတရကိုင်းတွင်နေတော့လေဗျာ။အဲ့ဒီနောက်ကိုနေမနက်စာအတွက်ဦးထွားလန်မိမစီမံကျွေးမွေးတော့ဓမင်းဟင်းများကိုစားတောက်ပြီးတော့ကျုပ်တို့လေးအောင်မှာကျုံနိုင်ရွာလေးစီတို့ပြန်လာခဲ့ကြတော့လေ။အပြန်ခီးမှာအလာတော့ကကဲ့သို့နှောင့်နှေးကြံ့ကြခြင်းမရှိတော့ဘဲနဲ့နှညာအိပ်ပြီးတော့နောက်တနေ့မနက်မှာပဲကျုပ်တို့ရွာလေးကိုရောက်ရှိခဲ့ကြတယ်ဗျာ။ ကျွန်မလည်းမတ်သိမြင်ကိုပြန်လဲတွေ့ရှိလိုက်ရခြင်းကိုရွာကိုပြန်လဲရောက်ရှိလာခြင်းအတွက်စိတ်လွတ်လပ်လို့ပျော်ရွှင်မိနေတော့လေမြင်ရဲ့မြင်ရဲ့ကိုကိုတူကိုကိုတူရှင်ပြန်လာပြီပေါ့ယေးအောင်မလေးမသေးကောင်းမပြောက်ကောင်းကိုကိုတူရဲ့မြင့်ကိုမှမှတ်မိသေးရဲ့လားရှင်မှတ်မိတာပေါ့ကွာမြင်ကကိုချစ်ရတဲ့တူသေးသောသူလေးကိုကွာယေးသူ့ယောက်ျားပဲလူထင်နေတယ်ငါကြတော့ဖုတ်လေတဲ့ငါပြီးရှိတယ်လို့တော့အောင်မရလားမသိဘူး ရွာထဲလျှောက်နေတာပဲကောင်းတယ်ကွာမိုက်ကလေးကတော့ဗျာရွာပြန်ရောက်တဲ့နေ့ထုံစံအတိုင်းရွာရိုးကိုပေါက်လျှောက်လည်းရန်ကျော်မင်းကိုအဖို့ခေါ်ပြီးတော့ထွက်သွားခဲ့တော့တယ်တန်ငန်းကြီးကတော့ဗျာတိုးထဲတွင်တည်ဆုံးခဲ့ပြီဖြစ်တဲ့သူဆရာအတွက်ခြေကွဲဝန်းနေနေရန်ဖြစ်တကူလည်းတိတ်ဆိတ်ငြိမ်သက်နေလေတော့တယ်လူစင်မှာပဲကျုပ်တို့အင်ကိုမမျော်လင့်ထားတဲ့ဧည့်သည်တယောက်ရောက်ရှိလာတယ်ဗျသူ့ဧည့်သည်ကိုခေါ်လာတဲ့သူကတော့အာနိုးလမိုးပဲဖြစ်တော့တယ် ကိုလာမို့ကျုပ်တို့အိမ်ကိုဘာကိစ္စရှိလို့လဲဆရာတို့ဒါရန်ကုန်ကလာလဲစွန်ပြနေတာတဲ့ဗျဆရာတို့တို့ကိုတွေ့ကျင်နေဆိုလို့ကျုပ်လိုက်ပို့ပေးတာမိန်းကလေးကချောမောလာပါသူဖြစ်ပြီးတော့ဒီနာမည်ကိုကျုပ်ကြားဘူးလို့ရှိတော့လဲရုတ်တရက်မို့မမှတ်မိပဲနဲ့ရှိနေတော့လဲကျမဒီကိုရောက်နေတာ၃လရက်ရှိပါပြီရှင်သူ့နောက်ကိုလိုက်လာတာရှင်သူကတော်ထဲမှာဆုံးပြီဆိုတာတကယ်လားယင်အဲ့ဒီတော့မှကျုပ်ကဆက်ဆက်သဘောပေါက်သွားတော့လဲ ဒါဟာမင်းတင်ရဲ့ချစ်သူဆိုတာပဲဦးဗျဒီမင်းကလေးဟာကိုမင်းတင်ရဲ့ချစ်သူပင်ဖြစ်တော်တယ်လက်ထက်လူဆက်ဆက်အချင်းချင်းမှာကိုမင်းတင်ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတဲ့ဖြစ်လက်ထက်ပုံညင်းဆန်ကစေးဆက်လက်စုပ်ကိုပြန်ပေးပို့ခဲ့သူဖြစ်ဖြစ်တယ်ဗျဆုံးရှုံးမှုအတွက်မင်းတင်ရဲ့ကြီးမားသောကလေးစားချစ်ခြင်းစိတ်ကိုဖြစ်ပေါ်လာစေတယ်ဒါကြောင့်နောက်ဆုံးမှာတော့ရေကိုဖေးဟာညီကုန်းချုပ်ရခဲ့တာလေကျမအပြစ်တွေပါရှင်နောက်ဆုံးစဉ်းစားကြည့်တော့မှလေ ကျမသူကလွဲပြီးဘသူကိုမှမချစ်နိုင်ဘူးလက်လဲလက်မထက်နိုင်ဘူးဆိုတာသိလာရတယ်ရှင်။ဒါကြောင့်ပဲတောင်းမရအောင်သူ့နောက်ကိုလိုက်လာခဲ့တာ။သူ့ကိုရန်ကုန်ပြန်ခေါ်သွားပြီးတော့လက်ထက်ကြမယ်လို့လည်းရည်ရွယ်ထားခဲ့တာပေါ့ရှင်။မင်းကလေးမှာပားပြင်မှာမျက်ရည်များစီးကျနေတော့လေ။တည်တင်းကဆုံးဖြတ်ချက်မာရွေးမှုကြောင့်ခြေသူနှူးစလုံးချေကွဲကြရပြီတော့မယ်ဗျာ။ကျုံမှလည်းကြောက်ကမ်းမထိတ်မှကောက်ယူလာခဲ့သောလက်စွပ်ဘူးလေးကိုစောမျက်နှာနာအပေးလိုက်တော့လေ။ဘုမင်းကလေးဟာ လက်စုပ်ကလေးကိုကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ရှင်။သူမရှိတော့ပေမဲ့သူဆန္ဒပြေးပါအောင် ကျမသေးတဲ့အထိဒီလက်စုပ်လေးကိုဝတ်ထားပါမယ်ရှင်။ကျမဒီတသက်ဘသူကိုမှလည်းလက်မထက်ယူတော့ပါဘူးလို့ရှင်တို့ကိုဂရုပေးပါတယ်။အဲ့ဒီလိုပြောနေပေမဲ့လည်းအရာရာကတော့နောက်ကျသွားခဲ့ပြီဗျာ။ဒီဂရုစကားများကတမန်တော်မှာရှိတဲ့ကိုမင်းတင်အတွက်တော့ကျင့်တတ်နိုင်မလားဆိုတော့ကျုပ်လည်းမသိနိုင်တော့ပါဘူးဗျာ။အဲ့ဒီလိုနဲ့မင်းကလေးဟာနောက်တစ်နေ့မှာတော့ မင်းတင်ရတဲ့ပဲတန်ခင်းနေအတူရန်ကုန်တို့ပြန်သွားခဲ့တော့လေကိုကျော်မင်းကတော့လူငယ်တဘာဝအရာမှာပျော်တက်ပုံရတယ်ဗျဘိုက်ကလေးစောတင်မောင်းလို့နဲ့ပေါင်းပြီးတော့ထန်ရင်တောက်လိုက်ရွာကအပြိုလေးတွေကိုပိုးလိုက်ပန်းလိုက်နေလေရဲတန်ကြာသေးတန်းအောင်တုတ်တုတ်ရွာမှာမပြန်မင်းနဲ့ရှိနေတော့လေခြေခွဲရမလားဝမ်းမြောက်ရမလားမသိတော့ကိုမိုးသည်ရဲ့ရှင်ပြုတ်ပွဲမှာပါဝင်ဆင်နေနေဒီကိုပါမြင်တွေ့လိုက်ရလေတော့လေဒါကတော့မြားရာစာတွေ့ပြီနေကြာပြုတ်တစီတော်လုံးမွေးတဲ့ကနောက်ဆုံးသက်သိမ်းပိုင်းလေးပဲဖြစ်ပါလေဗျ အားလုံးပဲကျွန်တော်ကိုစိတ်ရှည်ရှည်နဲ့ဒီခံကြည့်ရှုပေးကြလို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်